ဟုတ်ကဲ့ပါဦးမင်းကိုနိုင်ပြီးခဲ့တဲ့မေလ12ရက်နေ့ကတပရင်းမြို့နယ်ဦးထိန်တွင်းရွာစာတင်ကျောင်းကိုဘုံကျဲပြီးတော့အကျန်းဖတ်စစ်တပ်ကကျောင်းသူကျောင်းသား22ယောက်နဲ့ဆရာမ2ယောက်ကိုရက်ဆက်စွာတပ်ဖြတ်ခဲ့ပါတယ်ဒီကိစ္စတလောက်ရက်ဆက်ကြမ်းကြုတ်အောင်လုပ်ရတာဖက်စစ်တပ်ကဘာဖြစ်ချင်တာလဲကိုအော်ဒီလိုဗျာဒီဖက်စစ်တပ်မှာကလက်နဲ့နဲ့ငွေအားကိုပဲဗျဒါပဲရှိတာအတော်လိုင်းရေးဘက်မှာကျတော့ပြည်သူလူထုရဲ့ထောက်ခံမှုကအဓိကဒါအားလုံးအတိပဲ တဖက်စစ်တပ်ကလူလူထောက်ခံမှုမလိုချင်လို့တော့မဟုတ်ဘူးနော်။ तू မရနိုင်မှန်းလည်းသိတယ်လေ။ဒီတော့တော်လန်ရေးရဲ့အာသာချက်ကို तू ဖြတ်စည်းဖို့အမြင်အားထုတ်နေရတယ်။ကြည့်ဗျာစာတင်ကြောင်းမှန်းတိလျက်နဲ့ဗျာလူတွေမတွေးမကြံဝန်းတဲ့အလုပ်ဒီဘုံချဲတဲ့အလုပ်ကိုမိုက်ရိုင်းစွာနဲ့လုပ်တယ်ဆိုတာ။ပြီးတော့ NUG ကိုအပြစ်ပုံချတဲ့စာတွေစကားတွေအကောင့်တွေအများကြီးနဲ့ဒီစစ်စင်ရေးတလကြမ်းလှုပ်လာတာနဲ့ဆက်ဆက်ကြည့်လိုက်ပါ။ဒီလူမဆန်တဲ့လောက်ရအပေါ် NUG ရဲ့ဂျင်ညာချက် ဘလို့ပင်တုံ့ပြန်နေဖြစ်စေဗျာသူကအပြစ်တခုလို့အဆက်မပြတ်ထိုးနှက်နေတာကိုတွေ့ပါလိမ့်မယ်အခုကြတော့စေရသွမှုဒီ war crime ကျူးလွန်တဲ့သူကိုဝိုင်းတန်ခါရမယ်အစား NUG ကိုလွှဲချတဲ့ကိစ္စမှာပွဲစုအောင်အာယုံလွှဲတယ်ဆိုတာတိတ်သိတာတော့ဗောသူတို့ကဗျာဓမ္မနဲ့အဓမ္မတိုက်ပွဲဆိုတာကိုပုံဖြတ်ပလိုက်တယ်ပြီးတော့ဘယ်နှစ်ဘက်ဗျာစစ်တိုက်နေကြတာပါလို့ဇွတ်ပုံဖော်လိုက်တယ်အဲ့တော့ဒီဒီပတ်စံကြီးအများကြီးအုံခံရတဲ့ဘုံကျဲတဲ့အမှုကိုတော့ တော်လန်ရေးတက်စခန်းအစားဒီစာတင်เจ้าကမှရွေးပြီးတော့လှုပ်ကြည့်တာဆိုတာဟိုကြည့်ရင်ဒါထင်ရှားနေပြီဗျာနော်အဲ့တော့သူတို့ကပြောကြင်တာလွတ်မြောက်နေမြေမှာမင်းတို့စာတင်เจ้าလဲငါတို့ကျဲမှာပဲလို့သူတပါတဲ့သတင်းစကားပေးတာဗျာပြည်သူလူထုကိုလည်းဟာ energy အပါဝင် တော်လန်ရေးနဲ့မပတ်သက်ရဲအောင်သူချိမ့်ချောက်ပြီးသားလည်းဖြစ်တယ်ဗောဘလို့တွတ်တယ်ဗောအဲ့ဒါသူတို့မြတ်တယ်လို့သူတို့အထင်ရှိပြီးတော့ဂျင်းနဲ့ငယ်ကိုရပါတယ်ဟုတ်ကဲ့ပါအခု ဒီလိုမျိုးကလေးတွေကိုတတ်တာရောပြီးတော့ပြောင်းလဲနေတာရောလုပ်နေတဲ့အတွက်ပြည်သူလူထုကအတော်လေးဒေါသထွက်ပြီးတခုခုတုံ့ပြန်ခြင်းနေကြတယ်။ပြည်သူတွေကျွန်တော်တို့တွေဘာလုပ်နိုင်မလဲဘလို့တုံ့ပြန်ကြရင်ကောင်းမလဲကိုအဲ့ဒါဆက်ကြည့်လိုက်လေဒီဘုံကျဲခံတဲ့ဆ iam မတွေနဲ့ဒီစာသင်သားတွေရဲ့ပုံရိပ်တွေကလူတွေကြားထဲမှာ shock ရသွားတာပေါ့နော်။သွေးလန့်သွားတယ်တက်ခေါက်တယ်စူပွက်သွားတယ်အဲ့ဒီခါကြမှလေဒီဖက်စစ်တပ်ကဟာငါတို့တန်တမာရေးလူရာဝင်လုံမှုကိုပါအသက်ရောက်ပြီးထိခိုက်ပြီဆိုတာသိသွားတော့ချက်ချင်းပဲ နောက်တစ်မျိုးကြောက်ရလန့်အောင်ပြောင်းတာပေါ့အဲ့တော့ဒါကသူတို့ကိုသူတို့ပြောကြင်တာကသူတို့နာမည်ဖြတ်ချင်လို့တကယ်မဟုတ်ပါဘူးလောက်ကျန်ဖန်တီးတဲ့ပုံတွေပါဆိုပြီးတော့ထော့អော်ပြောင်းဟာမင်းနီတွေပက်ပြီးတော့လှုပ်ပါတယ်ဆိုပြီးတော့ဒါပေမဲ့ဒီဘက်ကဒီအပြစ်မဲ့တပ်ဖြန်ရတဲ့သူတွေရဲ့အမီအသက်အတန်းနဲ့တကွစည်ရင်းစရားနဲ့ပေါ့နော်တက်တည်ထူပြလိုက်တာအာအဲ့ဒီမှာတခါတည်းထူပူပြီးတော့နောက်တစ်မျိုးကြံမြန်ရောသွေးယူသွေးရနော်ကြံပြီးကြံရပြီးတော့ ပြင်ညာလိုက်တာပါတယ် PDF တွေကပဲလက်နဲ့စမ်းပြီးတော့ထပ်စစ်ပေါက်ကွဲတဲ့အောင်သူကောက်ကောက်ကြစ်ကြစ်ပေါ့နော်ပြောင်းလိန်တော့တာပဲအရစကားနဲ့ပြောရင်တော့ဗျာဒါအကျင့်ရုပ်တယ်ဆိုတာဒါမျိုးပဲဗျာဒီစစ်တမရလော်ဘီတွေအပါအဝင်တော့နိုင်ငံပိုင်းမီဒီယာတွေအထိနော်အဲ့ဒီကောက်ကြစ်စင်းလဲတဲ့ viewer ကိုဟိုပြင်ညာခိုင်းလိုက်တာသူကဒါပေမဲ့တစ်ချက်ထဲမှာပေါ့နော်အရက်ဖက်ကိုဘုံကျဲတာကိုလက်တွန့်သွားလားဆိုတော့ဒါတော့ပွက်လို့ရိုက်နေတဲ့ကြားထဲမှာရခိုင်မာတဲ့ထက်ကျဲတာပဲ ဆိုတော့ဗျာပြင့်မှုကြီးတွေကိုကျူးလွန်ခိုင်းမယ်ကျူးလွန်ပလိုက်မယ်ပြီးရင်သူမြောက်လွှဲချလိုက်ရတာပဲ MRTB မြောက်ဝတီကနေဖြောင်းလင်ခိုင်းလိုက်ရတာပဲလို့တွေးနေတဲ့ပုံပါဗျာဟုတ်ကဲ့ပါအခုအဲတချို့ comment တွေ post တွေမှာတွေ့ရပါတယ်အဲဒါတွေကတီးပြီးသားပါကွာဘာလို့ကြမလဲတာပြောပြည်ရင်းကဘာလို့နိုင်မှာမို့လဲပြောဆိုသူတွေအတွက်ဘလို့တုံ့ပြန်ကြမှာသလဲအခုအဲစစ်တပ်ထုတ်ကုန်တပိတ်မောက်တဲ့အလို့ဘလို့လုံနိုင်လဲကျွန်တော်မလဲမညာနဲ့ပြန်စမ်းစစ်ဖို့လိုပါတယ်ဒါကတော့ ဒီတပိတပိအဖွဲဘောင်းဆောင်ကဒီစစ်တပ်ထုတ်ကုန်ပစ္စည်းတွေကိုနာမည်နဲ့တကွစရင်စရားနဲ့အကြိမ်ကြိမ်နှိုးဆောင်ပြီးသားပါကြည့်ကြည့်မယ်ဒီနေ့မြန်မာပြည်ဆိုင်နေပိတ်ကုန်လားပန်းပန်လှက်လားဒါအဖြေပါအဲ့တော့ဗျာလုံးစရာရှိတာတွေအကုန်လုံးနေမှာအကုန်လုံးအောင်ပါဒီဒီစာတင်ကြောင်းဘုံကျဲတဲ့စုလိုက်အပြုံလိုက်လူတတ်မှုမှာကုတီလက်ရောက်ကျူးလုံသူကဖက်စစ်တရှင်းတယ်ကြံရပါကဖက်စစ်ရဲ့အဲ့ဒီသွေးစွန်းတဲ့လက်ကိုကင်တွေမြောက်ပင့်ပေးခဲ့တဲ့ နိုင်ငံကြီးငယ်မဟုအာဏာရှင်အစိုးရများဖြစ်တယ်။နောက်တစ်ခုဒီအမှုတွေကိုတရားစီရင်ဖို့နော်ဒီစင်းစရားတွေကိုကျွန်တော်တို့ကမ္ဘာအစီကျူးရှိအစည်းအဝေးကိုပို့အောင်မှာပဲတန်ယုံတွေရှိမှာကန်ရမြောက်အောင်မှာပဲကျူးလွန်တဲ့လူတွေအေးအေးယူနိုင်တဲ့အထိရရနီးတဲ့နှီးပေါင်းစုံနဲ့ခုနလိုတပိတ်တိုက်ပွဲတွေနဲ့စစ်တပ်ထုတ်ကွန်တပိတ်မောက်တာအပေါ်မှာပေါ့အာနှီးပေါင်းစုံနဲ့အားဆိုင်ကြအောင်မှာပဲဟုတ်ကဲ့ပါအခုအချို့ကစိတ်ကူကြတယ်ဒီစစ်ကောင်စီကလှုပ်ကြံကြင်ညာနေတာတွေကိုအဟုတ်ထင်နေကြရင်ဘယ်နဲ့လုံမလဲပေါ့ ဒီပေါ်အကိုရောဘယ်လိုယူဆပါသလဲခင်ဗျ။အာသူတို့အဲ့လိုဗျောင်းနေတာနဲ့ချက်ချင်းကျွန်တော်လေးဒီဝင်းနမိတ်တာလုံးဆရာတော်တပ်ဖြစ်ဖြစ်စေဘူး။ချက်ချင်းတည်းရတယ်ဗျ။ကျူးလွန်တဲ့သူတွေကတော့မေ့ခြင်းမေ့မှာပေါ့ဗျာ။လူမှန်ရင်တော့ချက်ချင်းအလုံးကပြန်တည်းရသေးတယ်။အခုတော့သူတို့ဓာမျိုးထောင်းနောက်ထပ်ဗျောင်းနေနေဆိုတာလေသူတို့ရဲ့အစင်ချင်းမဲ့မှုတွေညာရင်နေမှုတွေကိုပြနေတာဗျ။ကဲဘယ်လိုဖြစ်စေဗျ။အဲ့ဒီအပြစ်မဲ့အသက်ခံတဲ့ပြည်သူတွေအယိုးတွေတွန်နေနေမှာတော့ဝန်ချတောင်းပန်လွတ်ကြောင်းတော့မကြမ်းနဲ့။ အခုကိုပြောတဲ့စကားတွေကကိုတာယူလို့ပြန်ထားကြအဲ့ဒီကောက်ကျစ်စင်းလေအပြစ်လွဲပြီးတော့စကားပြောခဲ့တဲ့လူတွေကြီးညာခဲ့လူတွေခိုင်းခဲ့တဲ့လူတွေအားလုံးဟာတကယ်ကိုတရားမျက်မှောက်ရင်ဆိုင်မှုသာပြင်ထားပါလို့ဒါပြည်သူတွေကိုသာပြောချင်တယ်ဗျာ